မင်္ဂလာပါဒေါက်တာဤပါအခုဗီဒီယိုလေးထဲမှာတော့ကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်တဲ့သူတွေအတွက်ပြောပြသွားမှာဖြစ်ပါတယ်เนาะကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်တာကိုကြုံမှုတဲ့သူတွေရှိပါသလားရှိပါတယ်ဆိုလို့ရှိရင် yes လို့မှန်ခဲ့ပေးပါဒေါက်တာဤလည်းမဖြစ်ဘူးလားဆိုတော့ဖြစ်တာပေါ့ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်နေဟိုနာတည်တဲ့သူတောင်တယောက်မှရှိတော့မှာမဟုတ်ဘူးပေါ့เนาะအဲ့တော့ကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်တာတွေဘဝမှာကြုံရတယ်ပါတယ်အဲ့ဒီလိုမျိုးကြုံရတဲ့အခါမှာကိုအနေနဲ့ စိတ်ကအဲဘယ်လိုမျိုးလေးချားတင်တယ်လဲအဲ့ဒါကိုဒီဗီဒီယိုလေးအစုံမှာဟာနော်နားလည်သွားပါလိမ့်မယ်နောက်ပြီးအခါကျတော့ငြိမ်းချမ်းမှုလေးတစ်ခုကိုရသွားပါလိမ့်မယ်ဘာတွေဆက်လုပ်ရမလဲဆိုတာကိုလည်းလမ်းစာလေးတစ်ခုရသွားမယ်လို့လည်းယုံကြည်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်အဲ့တော့ data ဤတို့ကအရင်ဆုံးကိုဖြစ်စင်တာနဲ့တကယ်ဖြစ်နေတာနဲ့ပုံလေးဆွဲကြည့်ကြမယ်ပေါ့နော် ဲ့တော့ဒီဟာလေးက live direction လို့ data e ကတော့အမည်ပေးထားပါဗျ။အဲ့ဒါကကြတော့ဘသူတွေတုံးလဲမတုံးလဲတော့မသိဘူးပေါ့နော်။ဒါကျမဘာသာကျမနာမည်ပေးထားတာပေါ့နော်။အဲ့တော့ကိုဘာသာကိုကိုတွေ့ကြုံခဲ့ရတဲ့အာအဖြစ်အပျက်တွေနဲ့ပေါ့နော်။လက်တွေ့ကိုကိုကကိုကပြောပြပေးချင်တာဖြစ်တယ်ပေါ့နော်။ချစ်ဆုံးလို့နော်။အဲ့တော့အရင်ဆုံးဒီမှာကြည့်။အခု data တို့ကရွေးချယ်ထားမယ်ပေါ့နော်။ကိုရဲ့ဘဝလမ်းကြောင်းကဒီလိုရှိနေရပေါ့။နော်။ အဲ့လမ်းကြောင်းမှာတတာတို့ကကိုဖြစ်ချင်တာဒီမှာကိုဖြစ်ချင်တဲ့လမ်းကြောင်းကိုကွာဒီလိုစိတ်ကူးလိုက်ပြီပေါ့နော်ကျွန်မပုံဆွဲတာအရန်တော်နေပြီထင်တယ်ကဲကိုဖြစ်ချင်တဲ့ဟာလေးက A ကိုရောက်ချင်တဲ့နေရာလေးက A ဖြစ်ပါတယ် Okay ကိုဖြစ်ချင်တဲ့နေရာလေးကိုရောက်ချင်တဲ့နေရာလေးက A ဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းကိုရီရောက်နေတဲ့အခြေအနေကဘယ်မှာလဲဆိုတော့ဘယ်မှာလဲဆိုတော့ဒီမှာ မြင်ရလား B ကိုရောက်နေတာဖြစ်ပါတယ် Okay Okay B B ကိုကျမတို့အခုရောက်နေပါတယ်ထစ်ဆုံးတို့ရောက်နေပါတယ်เนาะအဲ့တော့ဒီမှာ A ဒီမှာ B ဒီ front camera နဲ့ဆိုပြောင်းမြန်ဖြစ်နေเนาะအဲ့တော့ဒီမှာ B B ကိုရောက်နေရယ်ဒီမှာကိုသွားချင်တာ A ဒါပေမဲ့ကိုရောက်နေတာ B ဖြစ်နေပါတယ်အဲ့တော့အဒီနှစ်ခုကြားထဲမှာဗာလဲကွာဟနေပါတယ် အဲ့လိုကွာဟာနေတဲ့အတွက်ကြောင့်မလို့ကျမတို့ကဘာဖြစ်လဲဆိုတော့စိတ်တွေမချမ်းသာဘူးစိတ်တွေပူပန်နေစိတ်ညစ်တယ်ပူလောင်နေမကျေနပ်ဘူးကိုကိုဘဝယူကိုမကျေနပ်ဘူးဒေါသတွေထွက်တယ်เนาะစိတ်တက်တွေကြာတယ်စိတ်အားတွေငယ်တယ်အဲ့ဒါမျိုးရထီဟာနဲ့ဒီဟာကွာနေလို့ကျမတို့ဖြစ်နေတာပေါ့เนาะအဲ့တော့ okay တတဤတို့ကဒီမှာချက်ဆုံးတို့ကဒီမှာကိုရောက်ချင်တဲ့နေရာဒီနေရာ A တကယ်ရောက်နေတာ B အဲ့တော့စိတ်တွေညက်တယ်လက်မခံနိုင်လက်ခံနိုင်လားလက်ခံနိုင်လားရေးခဲ့ပြီပါလက်ခံနိုင်နေဆိုလက်ခံနိုင်နေလို့နော်အဲ့တော့တော်တော်များများကလေလက်မခံနိုင်ဘူးဒီဗီဒီယိုရောက်နေလို့လူတွေကလေကောင်းတာဆိုရင်တဲ့ဘယ်လောက်ကောင်းတာဖြစ်ဖြစ်လက်ခံနိုင်နေတဲ့ဘယ်လောက်ပဲပြပြအများကြီးပြပြကောင်းတာဆိုအကုန်လက်ခံနိုင်နေဟုတ်လားမကောင်းတာလေးတစ်ခုဆိုရင်လက်ကိုမခံနိုင်လုံးဝကိုလက်မခံနိုင်ဘူးလေဟုတ်လားเนาะ ဟုတ်တယ်ဆိုလို့ရှိရင် yes လို့ရေးခဲ့ပြီပါအဲ့ဒါ ਈ လည်းတူတူပါပဲရှင်အဲ့တော့လက်မခံနိုင်ခဲ့ဘူးပေါ့နော်ကိုသွားချင်တာဒီမှာ A လေကိုရောက်နေတာ B လေအော်လက်မခံနိုင်ဘူးနော်လက်မခံနိုင်ဘူးဒါပေမဲ့လက်မခံနိုင်လို့တော်တော် A ကို bridge ဆိုပြီးပြောင်းလို့ရလားရဘူးရဘူးလက်မခံနိုင်လို့ချက်ချင်းပြောင်းသွားလားမပြောင်းတော့ဘူးဒါပေမဲ့ကိုကအဲ့ဒီမှာလက်မခံနိုင်လို့မကျင်တဲ့တိဖြစ်နော်စိတ်စိတ်တွေဆင်းရဲဒါပဲဖက်တင်သွားတယ်တကယ်တမ်းအခြေအနေပြောင်းသွားတာမပြောင်းတော့ဘူး အဲ့တော့ data ရဲ့အဖြစ်အပျက်လေးတစ်ခုနဲ့ပြောမယ်ပေါ့နော် data ကလွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကပေါ့နော်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကကိုကစီးပွားရေးလုပ်ချင်တယ်ကိုကအရင်တုန်းကကိုကမိသားစုမှာအဓိကစီးပွားရှာတဲ့သူအလုပ်တစ်ခုလုပ်နေခဲ့တယ်ဝန်ထမ်းအလုပ်ပေါ့နော်လကလည်းများတယ်ပေါ့ကွယ်တကယ်လကများတယ်အဲအဲ့ဒီခါကျတော့ဒါပေမဲ့အရန်စိတ်ပြည့်စုံမှုများခဲ့တဲ့အတွက်ကြောင့်မလို့ကိုကထွက်ပြီးတော့ကိုပိုင်စီးပွားရေးလုပ်ချင်တယ်ရေးရှည်အတွက်ပေါ့နော်စဉ်းစားပြီးတော့ကိုပိုင်စီးပွားရေးလုပ်ချင်တယ် အဲ့ခါကျအလုပ်ထွက်လိုက်တယ်အလုပ်ထွက်လိုက်တယ်စီးပွားရေးတခု online ကနေစလုပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာကျတော့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဒီဒီ online မှာအဲတော်တော်လေးအဆင်ပြေလာတယ်ပေါ့နော်သူ့အတိုင်းတိုင်းနဲ့သူအဆင်ပြေလာတယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုရပ်လိုက်ရတဲ့အကြောင်းမျိုးမျိုးကြောင့်နော်အဲ့ဒီခါကျတော့ဘယ်လိုလဲ လက်မခံနိုင်ဘူးကိုဘီကိုရောက်သွားတယ်လေကိုဖြစ်ချင်တာအေးဒီမှာကိုစီးပွားရေးလုပ်ချင်တယ်ဒါပေမဲ့ဘီကိုကိုမဖြစ်မနေရောက်သွားတယ်စီးပွားရေးကိုလုံးဝရက်လိုက်ရတယ်အဲ့တော့ data ကိုအရင်တုန်းက online မှာမြင်ခဲ့ပွေသူတွေလည်းရှိနိုင်တယ်အခုအဲတနှစ်ကျော်လောက်မှအခုပြန်တက်လာတာပေါ့နော် online မှာ page အသေးစားဖွင့်လာအခုမှ run ညအခု3လလောက်ပဲရှိသေးရေပေါ့နော်အဒီ channel လက်တွဲတာတော့ကိုဒီ video ရောက်နေကြတာကိုလက်တွဲလက်တွဲရဲခဏလောက်စိတ်ညစ်သွားတယ်ပြီးတော့ပြန်လက်တွဲရေပေါ့နော်အဲအခုအဲ့ဒီကိုက B ဒီရောက်နေခဲ့တယ်ပေါ့လွန်ခဲ့တဲ့နှစ်နှစ်တုန်းကเนาะကိုစည်းဝါးလုတ်ချင်တယ်မလုတ်လိုက်ရဒါပေမဲ့ကိုကဘလို့ဖြစ်လာလဲဆိုတော့အဲ့ဒီ BO ကိုရောက်နေတဲ့အချိန်မှာကိုအလုတ်ကအဆင်မပြေဘူးဒါပေမဲ့အမျိုးသားအလုတ်ကအဆင်ပြေသွားတယ်ဗဒအမျိုးသားအလုတ်ကအဆင်ပြေတယ်အဲ့ခါကျတော့အရင်တုန်းကကိုက leading role ကိုကဦးဆောင်ပြုံးဝင်ဝင်ရှာနေရတူအဲ့ဒီဟာကနေကိုကအဲ့မှာအင်ရှင်မဖြစ်သွားတယ် အဲ့ချိန်မှာကိုကအင်ရှင်မဖြစ်သွားတဲ့ကိုရဲ့သားလေးနဲ့ယောက်ျားကိုဂယူးဆိုင်ပေးရတယ်၊ကုညီပန့်ဖို့ပေးရတယ်။နောက်ပြက်ခါကျကိုမေမေရလည်းတခါလေဒူးနာတယ်၊ခါနာတယ်အဲ့အတွက်ကြောင့်မို့လို့သူ့ကိုလည်းဂယူးဆိုင်ပေးရတယ်။အဲ့လိုမျိုးကိုကအင်ရှင်မအနေနဲ့သူများတွေကူညီပံ့ပိုးပေးရတယ်ဘရိုချက်ချင်းရောက်နော်အဲ့တော့လက်ခံနိုင်သလားဆိုတော့လက်မခံနိုင်ဘူးလက်မခံနိုင်ဘူးစိတ်ညစ်တာရှိခဲ့တယ်ပေါ့နော်အဲဘာမှလုံးချင်ကန်ကြီးစိတ်မရှိခဲ့တာရှိခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုက လက်ခံလိုက်တယ်เนาะလက်ခံနိုင်လို့လည်းမရဘူးလေလက်ခံမှရမလို့အဲ့တော့လက်ခံလိုက်တယ်ကိုအင်ရှင်မဘွားကိုကြည်ကြည်နဲ့နဲ့ကြီးလက်ခံတယ်အဲ့ချိန်မှာစီးပွားမရှာဘူးစီးပွားရှာနေတဲ့သူတွေနောက်ွယ်ကနေကိုကအများကြီးပံ့ပိုးပေးရဲ့ကိုကိုကိုလည်းတည်နေတယ်လေကိုကတော့ဘာမှမလုပ်ဘဲနဲ့နေနေတဲ့သူအပြင်းထုနေတဲ့သူမဟုတ်ဘူးကိုသည်အလုံးလုံးနေရဲ့ကိုယ့်ရဲ့မိသားစုဝင်တွေပံ့ပိုးပေးရဲ့အဲ့နေရာမှာကြည်ကြည်နဲ့နဲ့ကြီးနေလိုက်တယ်နေပြီးတော့ကိုယ့်ရဲ့တာဝန်ကိုကိုယ်အဲ့မှာခြေပေါ်အောင်လုပ်တယ်စေတနာလေးထည့်ပေးတယ် เนาะအဲ့ဒီခါကျတော့ဘာဖြစ်သွားသလဲဆိုတော့ဒီမှာ B เนาะ B လမ်းကြောင်းကနေဒီလိုမျိုးဖြစ်သွားတယ်ဒီလိုမျိုးတက်သွားတယ်အဲ့တော့အခုအမျိုးသားနဲ့ဒီမမေရဲ့စီးပွားရေးอ่ะအဆင်ပြေလာတယ်ပို့ပို့ပြီးတော့เนาะကိုကအဲ့ဒီမှာတဖြည်းဖြည်းနဲ့မှာစီးပွားရေးပြန်လုပ်ဖို့အတွက်လမ်းစားပေါ့ကိုပြန်မြောက်ရောက်လာဒီ A ကိုတဖြည်း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 ချင်းလမ်းလေးပွင့်ပြီးရောက်လာတာပေါ့เนาะအဲ့တော့သူ့ချိန်တိုင်းမှာဒီလမ်းကပွင့်မှာဒီ A ကလေကိုကသွားချင်တယ်အရင်တော့သွားချင်ခဲ့ပါတယ်ဒီလမ်းကလေ သူပိတ်ချိန်တန်သူပိတ်နေမှာပဲလုံးဝပိတ်နေအဲ့ဒီလမ်းကြီးကပိတ်နေတာကိုအတင်းသွားပြီးတော့တွန်တိုက်ရမရဘူးအေးပဲလုံးမမြအောင်ငါစီးပွားရေးပဲလုံးမမြအောင်ငါအိမ်မှာမနေနိုင်ဘူးလုံးလုံးမရအောင်သတ္တရုကဒီ life direction ကပေါ့နော် life direction ကအေးမှာပိတ်ထားနေတယ်ဒီချိန်မပွင့်သေးဘူးဆိုရင်အတင်းမသွားဘဲနဲ့လာရောညစ်တွေ flow လေးနဲ့ life direction flow လေးနဲ့ပေါ့နော်ကို B ကိုရောက်သွားတဲ့ B ကိုကြည်ကြည်နက်နက်လေးလက်ခံလိုက် B မှာကိုရှောက်လန်းနေတယ် B ကိုသွားနေတယ်လမ်းမှာ เนาะကိုကအဲ့ဒီမှာဘေးမှာရှိတဲ့တစ်ပင်ပန်းမှန်လေးတွေပန်းလေးတွေကိုကြည့်မယ်အပင်လေးတွေကိုကြည့်မယ်ခံစားမယ်ငှက်ကလေးတွေကိုကြည့်မယ်လေညင်းလေးခံပြီးတော့အေးစေးစေးလေးရှောက်သွားမယ်ဒါဆိုရင်အဲ့ဒီမှာเนาะဒီဘီကိုရနေတဲ့ကာလတစ်လျှောက်လောက်မှာဒေါက်တာတို့ကပျော်ရွှင်မယ်စိတ်အေးချမ်းမယ်ကြည်နပ်မယ်เนาะစိတ်ကလေးတွေငြိမ်းချမ်းမယ်เนาะအဲ့ဒီခါမှာကိုအာဘာတီးလေးစားချင်လိုက်တာအပင်လေးတွေကြည့်တော့ဟောအတီးလေးတွေကဒီ တတိလေးစားချင်လိုက်တာဆိုပြီးတော့ကိုကတော့ခုလိုတော့ရသေးတယ်အဲ့လိုမျိုးပေါ့နော်တခါလေကိုဖြစ်ချင်တာမဖြစ်ဘဲနဲ့နော်သူဖြစ်ချင်တာတွေပဲဖြစ်လာတယ် universe ကပေးလာတဲ့အခြေအနေတခုမှာကိုကအကောင်းဆုံးနဲ့အလှပဆုံးအရာတွေအဲ့လမ်းကြောင်းမှာရှာဖွေတတ်ရမယ်လုပ်တတ်ရမယ်အဲ့ဒါမှဒီ flow နဲ့ကိုကသွားမှာဖြစ်တယ်ဒါမှမဟုတ်ဒီ flow နဲ့မလိုက်သွားဘဲနဲ့ကိုကလုံးဝ against လုံးဝမလုပ်ချင်တော့ဘူးမရအောင်ညောက်အတင်း တွန်းတိုက်နေရင်ကိုယ်ပဲစိတ်တွေမချမ်းသာရဘူးเนาะကိုယ်ပဲစိတ်တွေညံ့ရမယ်အဲ့တော့ B ကိုသွားပါ B ကိုချစ်ချင်နဲ့လက်ခံပြီးတော့သွားပါ and join ဖြစ်ပါဒီခီးစဉ်တစ်ချောင်းလုံးမှာပျော်ရွှင်နေပါငြိမ်းချမ်းနေပါဒီခရီးစဉ်တစ်ချောင်းလုံးမှာပျော်ရွှင်ငြိမ်းချမ်းနေပါအဲ့တော့ဒီ A မပွင့်လာခဲ့ရင်တောင်မှကိုက B နဲ့အမြင့်ကြီးကိုရောက်သွားနိုင်တယ်ဒါမှမဟုတ်ဒီ A လေးကအချိန်တန်လို့ပြန်ပွင့်လာပြီဆိုရင်လေကိုက A ကိုဖြည်း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 ချင်း သွားပြီးတော့ထပ်ပြီးတော့ဒိုးစားကြည့်လို့ရပါတယ်ပွင့်တဲ့အချိန်လေးမှာပြန်ပြီးတော့သွားလို့ရပါတယ်ဖြည်း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 ချင်းသွားလို့ရပါတယ်ဒီလိုမျိုးပြန်သွားရင်လည်းသွားမယ်ဒါမှမဟုတ် B ကိုအမြင့်တက်သွားရင်လည်းတက်သွားမယ်ပေါ့နော်ဒါသာဆိုလို့ရှိရင် B ကလည်းအမြင့်တက်တယ်ဒီ A အနေနဲ့လည်းကိုကဖြည်းဖြည်းချင်းပြန်ပြီးတော့လာခဲ့လို့ရပါတယ်အဲ့ဒါကြောင့်မို့လို့ကိုဒီရောက်နေတဲ့အချိန်တွင်မှာနော်ကိုအကောင်းဆုံးမလုပ်လို့ရမလဲကိုအခု universe ကပေးထားတဲ့အခြေအနေမှာအကြောင်းမဲမဟုတ်ဘူး ဖြစ်ချိန်တန်လို့ဖြစ်လာတာဖြစ်ပါတယ်ဒီအခြေအနေကတစ်ခါလေကို့ A ထပ်ပိုကောင်းတဲ့နေရာလေးကိုပို့ဖို့အတွက် B ကိုကို့သွားခိုင်းတာလည်းဖြစ်နိုင်တယ်အဲ့တော့ကိုကိုရနေအခြေအနေလေးကိုအရင်ကြီး against မလုပ်ဘဲနဲ့လက်ခံပြီးတော့အကောင်းဆုံးနေလှုပ်သွားလိုက်လို့ရှင်ကိုဘွား ဒီလို B ကနေအပေါ်တိုက်ရင်လည်းတက်သွားမယ်ဒါမှမဟုတ် A ကိုရောက်ဖို့အတွက်နီလန်းလေးတွေပေါ်ရင်လည်းပေါ်လာပါလိမ့်မယ်လို့ပြပြလိုက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့ငိမ့်ချမ်းမှုတစုံတရာရခဲ့တယ်ပေါ့နော်အတွေ့အမြင်လေးရခဲ့တယ်ဘာလို့သွားရမလဲသိပြီဆိုလို့ရှိရင်လည်းတက်တော့ comment မှာရေးခဲ့ပေးပါအောင်အခြားတငယ်ချင်းတွေအတွက်လည်းအသုံးဝင်မယ်ထင်လို့ရှိရင်ဒါလေးကို share ခဲ့ပေးပါအောင်နော်ကျေးဇူးများတင်ပါတယ်ရှင်ဒါ